အရှင်ရေဝရမထေဝိထုယောဓဘုံညင်းသအစရှိသောဣတရာဒေသနာတော်ကိုမြတ်စွာဘုရားသည်ပုဗ္ဗာယုံကြောင့်တော်၌နေတော်မူသည်ရေဝရမထေကို အကြောင်းပြုဟောတော်မူလေ၏ဝုရုကိုဂာမေဝါယရိဝါရိညေဟုသောဂါထာ၏အဖွင့်၌အကျေချဲ့အပြီးဒီတာလင်သည်ထိုသကားမှန်၏ထိုဝိထု၌တဖန်တနေ့တည်း၌အစရှိသောသကားရက်ကိုဆိုအပ်ပြီးတဖန်တနေ့တည်း၌ယံတို့သည်ရေဝရသာမဏေအားလက်လာပါတို့သည်အံဩပွဲ ပေါ်များလှပေစွာကောင်းမှုဘုံကံအံဩဝေကြီးလှပေစွာထိုသာမဏေသည်တဘာတိဖြစ်လျက်900သောယန္တို့၏အလို့ငါသုလိမုန်ရှင်အထွတ်တတ်သော900သောเจ้าတို့ကိုပြုလက်ပြုလုံအပ်ကုန်၏ဟုစကားကိုဖြစ်သေးကြလေကုန်၏မြတ်စွာဘုရားသည်ကြွလာတော်မူ၏ရှင်သာယန္တို့ယခုငါဘုရားကြွလာသည်ဖြစ်သောအခါ၌အဘယ်မြည်သောသကားဖြင့်စည်းဝေးကြကုန်သည်နည်းဟုမေးတော်မူသောကြောင့်ဤမြည်သောသကားဖြင့်စည်းဝေးကြပါသည်ဘုရားဟုနာတော်လျှောက်သည်ရှိသော ရှင်သာယံတို့ငါသားတော်ရေဝရအာကောင်းမှုကုသိုလ်သည်လည်းမရှိ မကောင်းမှုအကုသိုလ်အကုသိုလ်သည်လည်းမရှိငါသားတော်ရေဝရသည်ကုသိုလ်အကုသိုလ်နှစ်ပါးစုံကိုပယ်ရှားပြီဟုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏ယောရဘုံညင်းသဘာပင်သဥဘောသင်္ကသင်္ကမှုပစ္စကအာတော်ကံဝိရဇံသုတ်တံဓမ္မံပြုမိပြမနံ ဣဒာဤသာသနာတော်၌ယောပုဂ္ဂလောအရှင်ပုဂ္ဂိုလ်သည်ဘုံဉ္ဇာကောင်းမှုကို၎င်းပါပင်းစမကောင်းမှုကို၎င်းဥပ္ပနဘသုံးသောကံတို့ကိုစရိတော်အစွန်ပေစွန်၍တင်ကံရာကအစသည်အပြားရှိသောကဉ္ညီခြင်းကိုဥပိသကလုံမြောက်လေးပြီးအာသောကံဆိုရင်ချင်းလည်းမရှိရသောဝိရဇံရာကဟုသည့်မြူလည်းမရှိရသော သုဒ္ဓံကိလေသာမတန်ရှင်းစင်ကြယ်ပြီးရသောတံပုဂလံထိုပုဂ္ဂိုလ်ကိုအဟံငါဖျားသည်ဗျေမနံဗျေမနဟု၍ဘီဥမိဟောတော်မူ၏ဒေသနာတော်၏အစုံ၌များစွာသောသူတို့သည် သောတာပတ္တိဖြူစသည်တို့တို့ရောက်ကြလေကုန်၏အရှင်ယေဝရမထေဝိထုပြီ၏